ကျွန်တော်တို့ဗီဒီယိုတွေအငိမ့်တွေချင်းတွေအဲပေါ့နော်အဲဒီလိုတဲမှာလည်းမြစ်ဆုံကိစ္စကကျွန်တော်တို့နိုင်ငံမှာတအားကိုနာမည်ကြီးခဲ့ပါတယ်အခုမရောက်လိုက်လက်ထက်မှာမြစ်ဆုံပြန်ပြီးတော့စဖို့ဆိုပြီးတော့ဆန္ဒဆောင်ပြရမယ်ဒီနေ့ကဒီအောင်ညတလုံးလက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်ကတော့လင်းထောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့ကျွန်တော်တွေးကျွန်တော်မြင်စီတင်ကနေပြီးတော့တော်လံပြည်သူအားလုံးကိုဖိတ်ခေါ်ပါတယ်အဲဒီတော့ထုံးစံတိုင်းပဲလူမှုကွန်ရက်သတင်းတွေရုပ်သံတွေကိုကျွန်တော်တွေးကျွန်တော်မြင်နဲ့တင်ပြဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘာကြောင့်ရပြောမယ်ဗီဒီယိုဆုံးထိ like ပါကြည့်ရှုပေးကြပါဦးအဲဒါဆိုရင်ကျွန်တော်တို့စလိုက်ကြအောင်ကဲစတယ်โอเคအားလဲစအောင်အားလဲစအောင်လဲဆိုတော့ ကျွန်တော်တို့1027စစ်စင်လာတယ်ပြီးတော့အာကျွန်တော်တို့ချမ်းမြောက်တခွင်မှာ ပြပြစင်ရောရှုံးတယ်လို့တခြားသောမြန်မာနိုင်ငံအနှံ့မှာလည်းပြပြစင်ရောရှုံးခဲ့တယ်ဒီစစ်တပ်ကြီးအော်စစ်တပ်ကြီးအဲ့အချိန်မှာမရောက်နိုင်သည်တရုတ်ကိုသွားတရုတ်ကြီးကိုဒူးထောက်ကျွန်တော်အကူပါကဲပါနှမဆိုရင်တမတော်ကြီးကပြုတ်ကွဲပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းဘုံပြောက်ပါတော့မယ်ကျွန်တော်စစ်တပ်ကကောင်တွေလည်းစစ်မတိုက်ရဲတော့တဲ့အချိန်နေအထိကိုရောက်နေပါပြီတော်တော်လေးကိုအချိန်နေဆိုးနေပါပြီကျွန်တော်အကူပါကဲပါဆိုပြီးတော့ လုတ်တဲ့အချိန်မှာတရုတ်ကမြန်မာနိုင်ငံရေးမှာပေါ်ပေါ်နေနေကိုဝင်ပြီးတော့နှောက်ရက်ပါတော့တယ်။နှောက်ရက်တယ်ပြီးတော့တစ်ဖက်ကဟလာကျွန်တော်တို့1027ရဲ့မှာဝင်တိုက်တဲ့ MNDA တို့အာ DNL တို့ကိုဝင်ပြီးတော့ pressure ဘောင်းဆောင်ပေးတယ်မျိုးတွေပြန်ပြီးခိုင်းတယ်။အဲအချိန်အဲ့ဒါကြောင့်မလို့မရောက်လာရဲ့စစ်တပ်ဒီလဲ2025ထဲမှာဝင်လင်းလင်းပြောရမယ်ဆိုပြန်ပြီးတော့ခေါင်းထောင်လာနိုင်တယ်လို့နိုင်ငံရေးတန်မှန်ရေးပိုင်းမှာလည်းသူ့ဘက်မှာတိုးတက်မှုတွေရှိခဲ့တာဟောတော့ကျွန်တော်တို့လက်ခံရပါမယ် ဒါကတစ်ဖက်ကရန်သူရဲ့ခြေလမ်းကအဲ့လောက်ထိတွက်ပြီးတော့အဲ့လောက်ထိဟိုမှာဖြစ်လာတာပေါ့။အဓိကတော့တရုတ်ရဲ့အကူအညီကသူ့ကိုပြန်ပြီးတော့ခေါင်းထောင်လာနိုင်စေခဲ့တာလို့ပြောရင်မမှားပါဘူး။အဲ့ဒါကြောင့်မလို့တရုတ်ကြီးကိုအကူမရောက်လိုက်လို့ပြန်ပေးဆက်ပါပြီ။ဘာနဲ့ပြန်ပေးဆက်လဲဆိုရင်တော့မြစ်စုံနဲ့ပါ။ကဲမြစ်စုံကတော့အားလုံးလည်းသိတယ်ကျွန်တော်တို့ဗီဒီယိုတွေအငိမ့်တွေချင်းတွေအဲ့ပေါ့နော်။အဲဒီလိုတဲမှာလည်းမြစ်စုံကိစ္စကကျွန်တော်တို့နိုင်ငံမှာတအားကိုနာမည်ကြီးခဲ့ပါတယ်။ အခုမရောက်လိုက်လက်ထက်မှာမြစ်စုံကိုပြန်ပြီးတော့စဖို့ဆိုပြီးတော့လုပ်ပါတယ်အဲ့တော့ဘာလဲဆိုရင်တော့မြစ်စုံမှာမြစ်စုံမှာပေါ့နော်ဒီလုပ်ငန်းတွေစပြီးတော့ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ ARE မြစ်စုံမြင့်ညာမြင့်ဝမ်းရေအားလျှက်စစ်စီမံကိန်းဥဆောင်အဖွဲ့ဆိုပြီးတော့ကျွန်တော်တို့ဖွဲ့စည်းလိုက်ပါပြီဖွဲ့စည်းလိုက်ပြီဆိုတော့တေးကြတယ်မြစ်စုံကိုသူပြန်စတော့ပါအဲ့တော့ဘာလို့လဲဆိုတော့ကချင်ပြည်နယ်ထဲမှာလည်း1027ရဲ့နောက်မှာသက်သက်ပါလာတာကကင်းဒီပါဆိုရင်တစ်လေးလုံးစစ်စင်ရေး ကချင်ပြည်နယ်မှာဆိုလဲ KIA ရဲ့ထိုးစစ်တွေကနောက်ဆုံးအမင်းအောင်ရဲ့အမာခံတွေဖြစ်တဲ့ဥဇုံတရန်တော်မှာလွင့်ထွက်သွားပြီးတော့နေရှားတပ်ထုတွေကိုတော်မှာ KIA ရလက်ထဲရောက်သွားတဲ့အထိ KIA ရနိုင်ငံရေးကိုနေရှားတပ်ထုနဲ့ကစားနိုင်တဲ့အထိကိုကျွန်တော်တို့ကောင်းကောင်းမွန်ဖြစ်ခဲ့တာကိုကျွန်တော်အားလုံးအတွေ့မှာပါအခု KIA ရလက်ထဲမှာလဲကချင်ပြည်နယ်ရဲ့နေတော်တော်များများကအကဲဟိုလက်ထဲမှာရောက်နေပြီးတော့အခုဆိုရင်မိုးမိတ်ပတ်ဝန်းကျင်နောက်ပြီးတော့ဗမာဟိုဗမောအဘဒီအထိပါကဲရ တိုက်စစ်တွေဖွင့်ပြီးတော့စစ်ပွဲတွေဖြစ်နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဒီ2025ကုန်ကန်ကြီးတဖြည်းဖြည်းနဲ့ရောက်လာတဲ့အချိန်မှာတော့ကြင်ဘက်မှာအတန်တွေတဖြည်းဖြည်းတနတ်တန်တွေတဖြည်းဖြည်းတိတ်လာပါတယ်မနေ့ကတော့မိုးမိတ်ဘက်မှာနောက်ပြီးတော့ဗမော်ဘက်မှာတိုက်ပွဲတွေဖြစ်တယ်လို့သတင်းကြားရပေမဲ့ကြီးမားတိုက်ပွဲတွေမဟုတ်ဘဲနဲ့ဒီတိုင်းအကြီးမားဆိုတာထက်ပေါ့နော်ဟိုဂျားပြတ်တိုက်ခိုက်တဲ့တိုက်ပွဲလို့ပုံစံမျိုးပဲဖြစ်ပါတယ်လူသိမ်းတိုက်ပွဲတွေဘာတွေရောကျွန်တော်တို့ဆက်ပြီးတော့မမြင်ရတော့ပါဘူးဒါကဘာနဲ့ သွားပြီးတော့ဆက်ဆက်နေလဲဆိုရင်ဒီမြစ်ဆုံကိစ္စရင်းနဲ့လဲသွားပြီးတော့ဆက်ဆက်ပါတယ်ပြောရမယ်ဆိုရင်မရောက်လာရင်အနေနဲ့တစ်ဖက်ကလည်းတရုတ်ကသူ့ကိုကူညီတော့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့မြစ်ဆုံကြီးကိုပြန်ပြီးတော့ဆောင်ရွက်ခွင့်ပေးလိုက်သလိုတစ်ဖက်မှာ KIA ကို pressure ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့တရုတ်ဒီသူ့ရဲ့ BRI စီမံကိန်းပေါ့နော်တရုတ်ဒီသူ့ရဲ့ BRI စီမံကိန်းနဲ့အတူသူမြန်မာနိုင်ငံထဲမှာလုပ်မဲ့ project တွေအားလုံးကိုကျွန်တော်တို့2015 2020ကြားထဲမှာတော်တော်လေး အမေစုကဘာလို့တရုတ်ရဲ့ကျွေးမိထောင်းချောက်ဟောနောက်ပြီးတော့တခြားစားရှောင်းတန်းနိုင်ရဲ့စောက်တွေထဲမှာလည်းပါတယ်နောက်ပြီးတော့ရှောင်းတန်းနိုင်ပြောခဲ့တဲ့ဥစ္စာတွေထဲမှာလည်းပါတယ်အမေစုကဒါကိုပပနဲ့နဲ့နဲ့ခြင်တွေပြီးတော့ဟိုရှီချင်းဖြင်းလို့အဲကျွန်တော်တို့ဝမ်ကြီးလို့မြန်မာနိုင်ငံအခောက်ခောက်လာပြီးတော့ဒီရစီမံကိန်းတွေပြန်ဆပေးပါသူရဲ့ဘီဟိုင်းစီမံကိန်းတွေကိုပြန်ဆပေးပါပြန်ဆပေးပါပြန်ဆပေးပါဆိုပြီးတော့ကြော်ကြော်ပြောခဲ့ပေမဲ့ အမေစုကတရုတ်နိုင်ငံနဲ့အထိကိုသွားတယ်။နောက်ပြီးတော့ဒီဥစ္စာကအဓိကပြည်သူလူရဲ့သဘောသဘောထားပြည်သူလူရဲ့ထောက်ခံမှုတွေပါဖို့လိုအပ်တယ်။ဒါကြောင့်မလို့ဒီဥစ္စာတွေနဲ့ကိုက်ညီတဲ့ project မျိုးဆိုရင်တို့လက်ခံပါမယ်ဆိုတဲ့ပုံစံမျိုးအမေစုကရဲဝန်းကိုပြောခဲ့တယ်။အဲ့တော့အဲ့အချိန်မှာတို့လှုပ်လို့မရတဲ့အချိန်မှာဟလာအခုမရောက်လိုက်လက်ထက်မှာတော့မရောက်လိုက်အကူညီပေးပြီးတော့ဒီစီမံကိန်းတွေကိုပြန်စဆိုတဖက်မှာအခုအချိန်မှာအာဘောတော့မြေရှားကိုကင်ထားတဲ့ KIA အန်ကိုထပ်ပြီးတော့ဖိအားပေးဖို့တော့မရောက်လာရင်တရုတ်နဲ့ထပ်ပြီးတဲပေးလိုက်တဲ့အကွက်တစ်ကွက်ဆိုရင်မမှားဘူးလို့တော့ကျွန်တော်ကတော့မြင်ပါတယ်ဒါကနိုင်ငံရေးပါပဲအဲ့တော့ဒါနိုင်ငံရေးပါပဲအဲ့တော့တဖက်မှာ KIA ရောအဲ့လိုတဲပေးပြီးတဲ့အချိန်မှာဘာဖြစ်လဲမြေဆုံစီမံကိန်းကဘာဖြစ်လဲကင်ချင်ပြည်နယ်ထဲမှာသူတို့တိုးစစ်တွေပြန်ဆမယ်အခုဆိုရင်ရှမ်းမြောက်တကြောမှာသူတို့တိုက်ပွဲတွေတိုက်စရာမလိုတော့ဘူးဒါကြောင့်စကိုင်းကချင်ရခိုင်ဘက်ကိုပြန်ပြီးတော့တိုက်စစ်တွေပြန်ဖွဲ့မယ်အနေထားမျိုးတွေသူတို့ဆက်ပြီးတော့ ုတ်လာနိုင်ခြေရှိတယ်အခုဆိုရင်ကင်းပြည်နယ်ထဲမှာလည်းဆက်ပြီးတော့တိုက်ပွဲတွေကဆက်ဖြစ်နေတယ်နောက်ပြီးတော့ရခိုင်ကိုလည်းသူတို့ကပြန်သိမ်းဖို့အတွက်ကြိုးစားနေဒါပေမဲ့ဟိုဦးမြေပြစစ်ရှုံးတဲ့နယ်မြေက အဲဘောနော်စိတ်တက်တွေကတော့စိတ်တက်ကတော့ကြနေတယ်မယ်သူတို့ဘာမှစိတ်တက်ပိုင်းဆိုင်ရာအဲ့လောက်ထိဝင်ဖြစ်သေးဘူးဘောနော်ဒါပေမဲ့စစ်နိုင်တဲ့နေကစစ်တက်တွေနဲ့ပြန်ပြီးအစားထိုးတဲ့အခါမှာတော့စိတ်တက်ပိုင်းဆိုင်ရာပိုင်းနေရောနည်းနည်းအပြောင်းလဲဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့အဘက်ကအချိန်တွေကဘာတွေဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဆက်လက်စောင့်ကြည့်ရမယ်အနေထားပါအခုမြေဆုံစီမံကိန်းတွေလည်းပုံမှန်လည်းလည်းပြောရမယ်ဆိုရင်မင်းရောက်လိုက်ဒီ KIA တရုတ်ကိုတစ်ဖက်အားဖြင့်ခြေဆုဆက်ဆိုတစ်ဖက်ကနေပြီးတော့ KIA နဲ့တရုတ်ကိုလှည့်တိုက်ပေးလိုက်တယ် နိုင်ငံရေးလက်ကွက်တစ်ခုလို့ကတော့ကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့ဒီထဲမှာဆိုရင်တော့သူကအမှန်ကန်ကိုဖွဲ့စည်းထားတာဗောနော်အမှန်ကန်ကိုဖွဲ့စည်းထားတာဒါအောင်လင်းတွေးအဲစာနဲ့ဗောနော်အောင်လင်းတွေးနာမည်နဲ့စာနဲ့ဒါထုတ်ပြီးတော့ဖွဲ့စည်းထားတာ ဖြစ်ပါတယ်အဲ့တော့ဒီထဲမှာတော့သူတို့ အဲ့ဘာနော်သူစေတနာပိုင်းတွေတခြားဥစ္စာတွေလှုပ်ဖို့အတွက်ဆိုပြောပါဖြစ်တယ်အဲ့တော့မြစ်စုံကိုကျွန်တော်တို့ဘာကြောင့်တိုက်ဟိုပါပေါ့နော်နှစ်ပေါင်းများစွာတိုက်ပွဲတွေဝင်ခဲ့ရလဲမြစ်စုံကဖြစ်ဖို့အတွက်နောက်ပြီးတော့ဆန္ဒတွေဘလို့ပြခဲ့ကြလဲသိမ့်စိန်တို့လက်ထက်မှာဆိုဆန္ဒတွေဘလို့ပြခဲ့ရလဲဘလို့ဟိုပါဖြစ်လဲဆိုတော့အားလုံးသိထားတဲ့အတိုင်းပါပဲဒါကြောင့်မလို့ကျွန်တော်နိုင်ငံပါက မြန်မာနိုင်ငံကြီးကမင်းအောင်လိုက်ကပြောတယ်ရေအားလျက်စစ်တွေလိုတယ်လျက်စစ်လျက်စစ်လျက်စစ်လိုတယ်ဆိုရင်တစ်ဖက်မှာလျက်စစ်ပေးလိုက်ရတယ်ဆိုရင်တစ်ဖက်မှာသဘာဝပတ်ဝန်းကျင်ပျက်စီးမှာဖြစ်ပါတယ်သဘာဝပတ်ဝန်းကျင်ပျက်စီးသလိုအဘဒီတာကားသူတွေရဲ့အများကြီးကိုကျွန်တော်တို့ထိခိုက်မှာဖြစ်ပါတယ်နောက်ပြီးတော့အကရလာတဲ့ရေအားလျက်စစ်ကလည်းတရုတ်ထဲကိုပဲပြန်ပြီးတော့သွားမှာဖြစ်တယ်မြန်မာနိုင်ငံကိုအဲ့လောက်ထိအကျိုးပြုမှာကအဲ့လောက်မရှိဘူးအဲ့တော့ပြောမယ်ဆိုအာနာရှင်ဆိုတာကအဲ့လားပဲသူတို့အနိုင်ရဖို့အရေးသူတို့အကျိုးမြတ်ရဖို့အရေးပဲစဉ်းစားတာဖြစ်ပါတယ်အဲ့တော့ ဒီလိုနိုင်အခုဟိုလည်းပြောဟိုရန်ကုန်တို့မန္တလေးတို့မြို့ကြီးပြည်ကြီးတွေမှာတော့ပွဲလန်းသပင်းတွေတချို့ဥစားရင်လည်းစစ်တပ်အုပ်ချုပ်မှုအောက်မှာပျော်မွေ့သလိုလိုဖြစ်နေပြီပဲအဲ့ကသူတွေလည်းစစ်တပ်ရဲ့အုပ်ချုပ်မှုအောက်မှာပျော်ဖို့ကောင်းလားဆိုမကောင်းပါဘူးသူတို့ကိုသူတို့အတိဆုံးပါပဲအဲ့တော့အဲ့လိုအခြေအနေမျိုးမှာကျွန်တော်တို့ဟိုကတော့မြန်မာတိုင်းနိုင်ငံလုံးကတဘာဝပန်းဝင်ရင်ပျက်စီးမယ်တချို့ဥစားတွေလုံမယ်ဆိုတဲ့ဒီစစ်တပ်ရဲ့အကြံဒီဒီတော်တော်ကိုစိုးပါတယ်အဲ့လိုလူတွေကိုကျွန်တော်တို့ဆက်ပြီးတော့လက်ခံမလားအဲ့လိုလူတွေအောက်မှာငါတို့တော့ ပေါ့နော်မလှန်နိုင်လို့ငြိမ်ပါပြီဆိုတဲ့ပုံစံမျိုးတွေနဲ့หนีလိုက်ရတော့မလားဒါမှမဟုတ်ကျွန်တော်တို့ရအဆုံးထိပဲတိုက်ပွဲဝင်ရမလားဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်တို့ဆုံးဖြတ်မှာဖြစ်တယ်လို့ကျွန်တော်ကျွန်တော်ရတကူသာအမြင်ရဆိုရင်တော့ကျွန်တော်တို့ကဒီအဆုံးထိတိုက်ပွဲဝင်ရမယ်အလားအလာပဲရှိပါတယ်ဒါကကျွန်တော်တို့အားလုံးရွေးချယ်ထားတဲ့လမ်းမဟုတ်ဘူးအာနာရှင်ကတွန်းပို့နေတဲ့အခြေအနေဖြစ်ပါတယ်ကျွန်တော်တို့ အရင်လိုဟိုမျက်စိပိတ်နားပိတ်အခြေအနေကြီးမှာပဲကျွန်တော်တို့စက်နေနေမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နာဂတ်တွေကတော်တော်ကိုပျောက်မယ်ကျွန်တော်တို့ရဲ့နိုင်ငံရဲ့သဘာဝပတ်ဝန်းကျင်တွေတည်ရန်သာတာတွေဆိုတာတရုတ်လက်ထဲကိုပဲထည့်ပေးနေသလိုဖြစ်နေသေးတယ်ကျွန်တော်တို့နိုင်ငံဟာ အက်ကရတဲ့တရုတ်ကလည်းသူကအက်ကရတဲ့ project တွေကနေပြီးရတဲ့ပတ်စံမြန်မာနိုင်ငံတော့ပြန်အကျိုးပြုပေးတာမဟုတ်ပဲနဲ့သူတို့နိုင်ငံတော့ပဲအကျိုးပြုပြီးတာဖြစ်ဆိုမြန်မာနိုင်ငံကရတဲ့သူတွေကလည်းနိုင်ငံအတွက်ပြန်ပြီးတော့လုပ်ပေးတာမဟုတ်ပဲနဲ့သူတို့ရဲ့တကူရဲ့အကျိုးစီးပွားတွေတော့ပဲလုပ်နေတယ်ဆိုတော့ကျွန်တော်တို့အားလုံးသိနေရတာနဲ့ကျွန်တော်တို့ဘာလို့ငြိမ်ခံနေကြတာလဲဘာလို့ငြိမ်ခံနေရမှာလဲလို့ကျွန်တော်တို့မြင်တယ်ဒါကြောင့်မလို့ဒီမြစ်စုံကိစ္စကြီးလည်းပုံမှန်လေးလေးပြောရင်ဘောနော်လူမှုတဲမှာတော်တော်ကိုရေပန်းစားတဲ့ကိစ္စတစ်ခုဖြစ်သလိုလူလူလက်မခံတဲ့ကိစ္စတစ်ခုကိုအခုတရုတ်ကို ဟိုတော့ထိုးပေးလိုက်တာဒီဘုံလည်းပြောမရောက်နိုင်လို့ဖင်ခံလိုက်ပြီလို့ပဲကျွန်တော်ကတော့မြင်တယ်သူတို့အနိုင်ရဖို့အတွက်ကတော့နည်းနည်းရိုင်းရင်တော့ရိုင်းသွားတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးတင်းလို့ကျွန်တော်အဲ့လိုအတန်ထွက်သွားတာဖြစ်ပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်တစ်ခုသွားကြည့်ပါမယ်။နောက်တစ်ခုကတော့နိုင်ငံတကာသတင်းတစ်ခုဖြစ်ပါတယ်။နိုင်ငံတကာသတင်းတစ်ခုဆိုရင်နိုင်ငံတကာသတင်းချင်းတွေအဲတချို့ကိုကျွန်တော်ပြောကြည့်ပါမယ်။အခုပြတ်ပိုင်းနိုင်ငံတကာသတင်းတွေထဲမှာအထူးထူးခြားခြားဖြစ်တာဆိုလို့ဘာတွေရှိလဲဆိုတော့ကျွန်တော်တို့ဒီဟိုပါတော့ ဘာရရှိလဲဆိုတော့အာရုရှားယူကရိန်းရုရှားယူကရိန်းကအခုဟိုပေါ့နော်သဘောတူစာချုပ်တင်နေအပြန်ချုပ်ပြီးတော့ဟိုယူကရိန်းရဲ့နယ်မြေတွေကိုရုရှားကိုပေးဖို့ဆိုပြီးတော့အမေရိကန်ဥဆောင်ပြီးတော့ထွက်လာတာရှိရတယ်။ဒါကိုဇလန်စကီကတော့လက်ခံတယ်ဒါပေမဲ့တချို့ကတော့ပြန်ညှိနှိုင်းရမယ်ဆိုပြီးတော့သူတို့ပြောနေတာရှိတယ်။အဲ့တော့ပြောရမယ်ဆိုယူကရိန်းကလည်းပြောမယ်ဆိုအာနာရှင်လက်အောက်ထဲကိုသူတို့ရဲ့နယ်မြေတချို့ပေးလိုက်ရဖို့တည်ကြသလောက်ဖြစ်နေပြီလို့ကျွန်တော်တို့ပြောရမယ်။အမေရိကန်ကလည်း friend ကဟလာ အဲဘောလို့တက်လာပြီးတော့စစ်ပွဲကိုရက်စီခြင်းတဲ့သဘောဆန္ဒရနဲ့အင်အားနည်းသူဘက်ကမရက်ဖ ೇನೆ အင်အားကြီးသူဘက်ကိုဘောလို့အင်အားနည်းသူဘက်ကအရာတွေကပေးလိုက်ဖို့အတွက်လှုပ်လိုက်တာဖြစ်တဲ့တော့ရုရှားယူကရိန်းဥစ္စာကတော့ဥမလင်းလင်းပြောမယ်ဆိုရင်အာဘောလို့အနိုင်ဆိုတာမသိကြတော့ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ဗောနော်ဒါကရုရှားယူနောက်တစ်ခုကတော့ဗင်နီဇွဲလာကိစ္စပါဗင်နီဇွဲလာကိစ္စကတော့အခုမာဒူရိုကိုဟိုဗောနော်မာဒူရိုကအမေရိကန်နဲ့ ဆက်ဆံရေးဖြတ်ဟိုဟာအတန်တမန်ဆက်ဆံရေးပြတ်တောက်သွားပြီဆိုပြီးတော့ဂျင်းညာသလိုအမေရိကန်ဘက်ကလည်းမာဒူရိုဗင်နီဇလာဗင်နီဇလာရောက်ကိုလေးဟိုဟာဘာလို့လေးချောင်းလေးချောင်းမှာပိတ်ချပလိုက်ပြီလို့ကျွန်တော်တို့အခုသတင်းတွေအရာကျွန်တော်တို့သိရပါတယ်အဲ့တော့ကမ္ဘာမှာတော့နောက်ထပ်ဗင်နီဇလာကတော့အာနာရှင်တယောက်ပြုတ်ကြမလားဒါမှမဟုတ်ဒီမာဒူရိုကဘယ်အချိန်ထိတောက်ခံမလဲအာနောက်ဆုံးအချိန်ထိသူဒီအာနာမစွန့်ဘဲနဲ့ဘယ်လိုလုပ်သွားမလဲဒါမှမဟုတ်အမေရိကန်ကပဲ CIA တို့ဘာတို့ကလည်းသူတို့စီစဉ်တဲ့ဆက်ဆင်ရေးတွေနဲ့ အာရင်းဒီလာနိုင်ငံနဲ့ဒီဝင်သွားပြီးတော့လုံမလားဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနေအထားဖြစ်တယ်လို့ကျွန်တော်တို့အာရှဘက်မှာတော့ကျွန်တော်တို့အခုတရုတ်ဂျပန်အရေးကအာနည်းနည်းလေးအာလူပြောများနေတဲ့ဥစ္စာဖြစ်ပါတယ်ဒါအာအာဂျပန်နိုင်ငံတွင်းမှာတော့ဂျပန်ဝန်ကြီးချုပ်ကိုဒါသူ့ပြည်သူတွေကတော့အာထောက်ခံနေသေးဆိုပေမဲ့အာတရုတ်ဘက်ကလည်းဂျပန်ကိုအညှို့အတိတ်တွေနဲ့ကိုချိန်နေတာတွေကိုကျွန်တော်တို့တွေ့ရတယ်ဂျပန်ဘက်ကလည်း အဲ့လားတက်နိုင်သလောက်သူတို့ဘာဆိုတုံ့ပြန်နိုင်ပြီပဲဒါပေမဲ့တရုတ်ခရီးသွားတွေကိုဂျပန်ကမသွားနဲ့ဘာညာဆိုပြီးတော့ခရီးစဉ်နေဟိုအရောက်ပေါက်ဟို9သိန်းလောက်ကျွန်တော်တို့ဖြတ်သိမ်းလိုက်တာလည်းရှိတယ်ဒါပေမဲ့အမေရိကဟိုတရုတ်ခရီးသွားတွေရောဂျပန်တွေထဲဝင်ရောက်နေဆုံးပဲအဲ့မှာကျွန်တော်ဗီဒီယိုလေးတစ်ခုကိုကျွန်တော်ဖွင့်ပြချင်ပါတယ်တရုတ်ရဲ့အခြေအနေကိုကျွန်တော်ဖွင့်ပြချင်ပါတယ်အဲရှန်ဟိုင်ရှန်ဟိုင်ရှန်ဟိုင်အဲဂျပန်ထဲမှာတော့ဟိုဒီဆို 習近平氏が横自粛するよう呼びかけていますか。不要言。不懂呢，不知道，不知道，我あ、不要言うあるどのくらい日本に滞在していますか。習近平主席は。 ချက်ချက်ထွက်ပြေးတာပဲ文字を見た瞬間にあの質問から離れていきましたအဲဒါလည်းတရုတ်ဂျပန်အခြေအနေဖြစ်ပါတယ် တရုတ်နိုင်ငံဆိုတာလေတကယ်တိုးတက်ပေမဲ့သူတို့ပြည်သူတွေကလည်းမျက်စိပေါ်ပါပေါ့နော်ဗစက်တွေပိတ်ထားကြရတာဖြစ်ပါတယ်အဲ့တော့ကွန်မြူနတီနိုင်ငံဆိုတော့လေဒီလိုပဲပေါ့နော်ကွန်မြူနတီနိုင်ငံသူကစီးပွားရေးစနစ်သာတမျိုးပြင်မယ်ဒါပေမဲ့တခြားစနစ်တွေကဆိုတော့ကွန်မြူနီပုံစံနဲ့ပဲသွားနေတာဖြစ်တယ်နောက်ပြီးတော့သူတို့ကတပါတီအာဏာရှင်ပါပဲတရုတ်ဆိုတာလေအာဏာရှင်ပဲပေါ့နော်ဒီနိုင်ငံရဲ့ကမ္ဘာ့ချင်ပတ်နိုင်ငံကြီးရဲ့အခြေအနေကတော့အဲ့ဒါပဲသူတို့ပြည်သူတွေကိုနိုင်ငံကစား ဥပမာလေးလေးမပြောရဲမဆိုရဲဘာမှမလုပ်ရဲတဲ့အခြေအနေကြီးတစ်ခုဆိုတာကိုကျွန်တော်မြင်တွေ့ရတဲ့ပုံစံတစ်ခုလို့လည်းကျွန်တော်ကတော့မြင်ပါတယ်เนาะအဲ့တော့တရုတ်ဂျပန်ကလည်းထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးတော့အခုတော်တော်တန်တမန်ရေးတွေဘာတွေညာတွေဖြစ်နေတယ်ဆိုပေမဲ့သူကသူဆက်ပြီးတော့အခြေအနေတွေကတော့ဘာတွေဆက်ဖြစ်ရုံမလဲတော့မသိဘူးဒါပေမဲ့သူတို့တရုတ်နဲ့ဂျပန်တွေကခဏခဏအဲ့လိုတန်တမန်ရေးပိုင်းဆိုင်ရာကတော့ခဏခဏညှိနေကြပဲဗျအဲ့ ဟိုပါဘောနော်အခုဟိုဂျပန်ဘက်ကိုဟိုပါနော်သူကဂျပန်ရဲ့အဓိကစီးပွားရေးလောက်တာလေတရုတ်ဖြစ်နေတာဟိုတရုတ်ဖြစ်နေတာဖြစ်နေတဲ့အတွက်တရုတ်ကိုအဓိကတော့ပင်လယ်သားတွေဘာတွေညာတွေတခြားဥစ္စာတွေပိတ်လိုက်ရဲဂျပန်ဘက်မှာတော်တော်ထိခိုက်သွားမယ်နောက်ပြီးတော့ဒီဝင်ကြီးချုပ်ကိုလည်းသူတို့ကပြုတ်ကြအောင်လုပ်မယ်လို့ဘာညာတို့ပြောနေတာဖြစ်နေတဲ့အတွက်ဘာတွေဆက်ပြေပုံမလဲဆိုတာတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ်အနည်းအခြားလိုပဲအဲကျွန်တော်ကတော့မြင်ပါတယ်โอเคအဲ့တော့ကျွန်တော်တို့ အာနောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုဒါကြည့်မှာနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့9မိနစ်ဆိုရင်ထောင်းဝလွတ်လာပြီ9မိနစ်ဆိုရင်ထောင်းဝလွတ်လာပြီနော်ထောင်းဝလွတ်လာပြီထောင်းဝလွတ်လာရင်ဘာပြောရမ်းလဲနားတော်ကြီးအောင်ကိုနေအောင်ပြောခဲ့တာနဲ့တော့တက်ပြီအာနေအောင်နဲ့အနေနဲ့ကျွန်တော်ဆွေးနွေးခြင်းပါလေအာအဲကျွန်တော်ဒီဘာမှကကြည့်နေတော့လွန်ကျင်ချမ်းသာကိုရပြီထောင်ဝပြန်ထွက်လာတဲ့အချိန်မှာပဲဒါလိုင်းမုံမှာကိုနေအောင်ကနိုင်ငံတော်တည်ငြိမ်အေဂျင်စီကိုပြက်ပြအောင်လုပ်တဲ့လူတွေကို အကုန်တက်ပြည့်ဆိုတော့ဟာအဲ့လိုပြောတော့တူပြောပြောပြောငါမျိုးစိခင်ဗျာပြောအဲ့တော့ကျွန်တော်တင်းနေအေးချာကြီးကိုဖျက်ပြအောင်လုပ်တယ်ဆိုရင်ဒါ900ငါကကြီးပြသူ့900 desk ကြီးနဲ့အေးယူရမယ်အဲအေးယူရအများဆုံးဖြစ်တာ3နှစ်ပဲရှိနေလားเนาะကျွန်တော်တို့ကလည်းဒါနေရတော့ဒီနေ့အရင်ကိုပြပြအောင်လုပ်တယ်ဆိုပြီးဒါငါးငါးဒက်စကကြီးနဲ့အေးယူပြီးတော့ထောင်၃နှစ်ချခဲ့တာပေါ့နော် အဲ့ဒီဂျင်းသားတွေတော့နိုင်ငံတော်ကဒါအမျိုးသားပြန်လည်သိမြတ်ရေးအတွက်ဆိုပြီးတော့တော့ပြန်ထုတ်ပြီးခဲ့တယ်ပေါ့နော်ပြန်ထုတ်ပြီးခဲ့တယ်တက်တာဝေးပြီးခဲ့တယ်အားလုံးအဂျင်းသားချုပ်တော်8000ကျော်တော့နော်အဲ့လူကြီးချမ်းသာကြီးရောက်တယ်ဒါကောင်းတယ်ဗျာဒါကြိုးစားအောင်အဲ့တော့နိုင်ငံတော်ဒီနေ့အေဂျင့်ကြီးကိုပြတ်ပြအောင်လုပ်တယ်ဆိုရင်လည်းသူ့ကို1000နှစ်ပဲအများဆုံးဖြစ်ပေးလို့ရတယ်သူ့ဒေတာပေးလို့မရဘူးနော်ကိုနေအောင်ကြီးကနိုင်ငံတော်ဒီနေ့အေဂျင့်ကြီးကိုပြတ်ပြအောင်လုပ်ရင်တပ်ပြည့်ဆိုတော့ဟာအကုန်တပ်ပြည့်ဆို ဒါကတော့ဥပဒေလက်လို့စကားဖြစ်တယ်ပဲเนาะသူတို့ပြောလို့မရဘူးเนาะဒီစကားမျိုးเนาะနိုင်ငံတော်ဒီညအရေးကြီးကိုပြက်ပြောက်လို့အကုန်သတ်ဖြစ်ဆိုတော့နိုင်ငံတော်သမ္မတတော်ပြောလို့မရဘူးဗျာနိုင်ငံတော်သမ္မတပြောရင်နိုင်ငံတော်သမ္မတကိုနှုတ်ထွက်ရမယ်သူ့ကိုအရေးယူရမယ်ဗျာเนาะအဲ့တော့ဒါပြောလို့မရဘူးเนาะဒါပြောလို့မရဘူးဒါအချမ်းဖက်တဲ့လူတွေစကားเนาะအချမ်းဖက်ဆန်တဲ့စကားလည်းဖြစ်တယ်ဗောနော်နိုင်ငံသားတွေအတက်အန္တရာယ်ကိုချင်းချောက်လောက်ကြလည်းဖြစ်တယ်ဒီစကားတွေက ်တယ်တော့ရဲ့ငင်းကြရင်နဲ့ပြင်းရင်အေးချမ်းရေးကိုလည်းပြက်ပြားစေတယ်ပြောနော်အဲ့တော့လူဆိုတော့တခါတလေစိတ်ကြိုက်မှပါပြောမှဆိုမှလည်းဖြစ်တတ်ပါတယ်နော်ဖြစ်တတ်ပါတယ်အဲ့တော့ဂူနီအောင်နေနဲ့စိတ်လိုက်မှပါပြောမှဆိုမှဖြစ်သွားတယ်ဆိုရင်လည်းခုစကားကိုပြန်ရုပ်သိမ်းလိုက်ပါလို့ထားကျွန်တော်အချမ်းပေးခြင်းပါလေဗျနော်ကျွန်တော်တောင်းဆိုခြင်းပါကဲနေအောင်ရေမင်းတို့ပြောပြီးမင်းတို့ပြောပြီးငါမင်းဆိုရထောလွတ်လွတ်ချင်းမှာပဲပြောပြီးနေအောင်ရေ နေအောင်ကြီးကတော်တော်ယွံဖို့ကောင်းလာပြအဲ့ကောင်ကြီးတော်တော်ကိုယွံဖို့ကောင်းလာတော့တားယွံလာနေအောင်လေအဲ့ကောင်ကြီးကလေဒါအာရှုပ်ဘွားသားလေးတကယ်ယွံလျာကြီးဖြစ်လာလူယုံမှယုံကြီးဆိုတော့တဖြည်းဖြည်းကွာဖြစ်လူယုံမှရင်လည်းပေါင်းတော့လေပြောမယ်ဆိုစောက်ကြီးစောက်ကြီးတအားပြောတယ်เนาะကျွန်တော်ကစစ်တပ်ကိုတအားချစ်တာကျွန်တော်စစ်သားသားသမီးဆိုပြီးအဲစစ်တပ်ထောက်ခံတဲ့သူတွေပြောလာရင်ကျွန်တော်ကစစ်သားသားသမီးစစ်သားသားသမီးဆိုပြီးဘယ်သကားဘယ်သက်ကမချောက် ဟုတ်ကဲ့နော်ဘာသာကမချောက်စစ်သားသားသမီးဆိုပြီးတော့စစ်တက်ကြီးကိုမျက်စိမိတ်ပြီးတော့ပုံထောက်ခံတယ်ဆိုတာကြီးအောင်မှားနေတာဒီနော်ကျွန်တော်ဟိုတခါလဲပြောပြပါတယ်အဲ့တော့စစ်တက်ကြီးသူဆိုတာဟိုမူးလို့ရှူစရာမရှိဘူးသာဘောက်ဥဝင်တင်ပြောခဲ့တဲ့စကားအဲ့လိုမျိုးပဲပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့နိုင်ငံမှာကအပွင့်လင်းပြောရမယ်ဆိုကျွန်တော်ငါတို့ကစစ်သားသားသမီးစစ်တက်ထဲမှာပဲစားပြီးတော့ကြီးလာတာဒါကြောင့်မလို့ငါတို့ကစစ်တက်ကိုအမြဲတမ်းထောက်ခံတယ်ဆိုတဲ့ပုံစံကြီးကဖြစ်ပြနေတာကြားပဲအဲ့လိုဖြစ်အောင်လဲစစ်တက်ကနေပြီးရိုက်သွင်းထားတာ အဲ့တော့မင်းတို့ထမင်းကျွေးခဲ့ရနော်မင်းတို့ကစစ်တပ်ထဲမှာကြီးခဲ့ရနော်စစ်တပ်ကိုမင်းတို့ချစ်ကြမယ်နော်စစ်တပ်ကိုတစ္ဆာဖောက်မင်းတို့ဘာဖြစ်တယ်နော်ဘာညာဖြစ်တယ်နော်ဆိုပြီးတော့ဒီလိုမျိုးလှုပ်ခဲ့တာဗျာအဲ့တော့ပြောချင်တာကအခုလေငါမင်းစီကပြောတယ်ဟဲ့လားမင်းတို့ဒီကောင်ဟုတ်တယ်နေအောင်ပြောတဲ့စကားတကယ်တော့အချမ်းဘက်စကားအချမ်းဘက်လို့ခေါ်တယ် အကောင်စီအနုပညာရှင်မဟုတ်ဘူးအကောင်အချမ်းပတ်အကောင်အချမ်းပတ်ဒါကြောင့်နေရာဟောလားပင်စင်နဲ့တော်တော်ထိုက်တယ်နေဆိုကျွန်တော်ကတော့လားပင်စင်ကကိုယ့်အကူကဖြစ်ပါဗျာအဲ့တော့ပြောမယ်ဆိုနေရာဟောပြည်သူအမုန်းကိုသူကယူတော်တော်လေးကိုယူသွားပြီပေါ့နော် ။နေရာမှာပြည်သူအမုံတော်တော်လေးကိုယူသွားပြီ။နောက်ပြီးတော့ကျန်းကန်ရေးဘက်ကနေပြီးအခုကျွန်တော်တို့သိရဒီကောင်တွေလည်းပွဲတွေတက်တာတွေအဲဥစားတွေဒီကောင်တွေကိုကျန်းကန်ရေးပတ်စံပေးတယ်လို့ကြားတယ်။ဒါကြောင့်မို့လဲပတ်စံရတယ်ဆိုတော့ဒီကောင်တွေဘဲမှလည်းမတုံးတော့ဘူး။ဟာလာရုပ်ရှင်တွေလည်းမရရတော့ဘူးဆိုပြီးတော့ကျန်းကန်ရေးစီကနေပတ်စံလေးယူကျန်းကန်ရေးခိုင်းသမျှပြောတော့ကျန်းကန်ရေးခိုင်းသမျှလို့ဒီလိုမျိုးပုံစံနဲ့သွားနေတာတကယ်ကိုယုံစရာကြီးဒီကောင်တွေကဘဝหนีကုန်နေတာတကယ်ကိုရှက်စရာကြီး။တမိုင်းဆိုတာသူတို့ကလုံးဝမစင်းစားနိုင်တော့တာပေါ့နော်။တမိုင်းဆိုတာငါတို့က ပတ်စံရဖို့ပဲရေးကြည့်ရတမိုင်းကဟိုဟာဘိုင်းမောရဦးလို့ဘာလို့ညရဦးပေါ့နော်အဲ့လိုမျိုးပဲဒါပေမဲ့သူတို့ရဲ့နောက်လာနောက်သားမျိုးဆက်တွေကတော့ဟာနေရောင်ကြီးဘောမရဲ့ဘောမရဲ့မျိုးဆက်ကြီးကျွန်တော်ကတော့ဟိုဟာနေရောင်ရဲ့မျိုးဆက်တွေတကယ်လို့တွေးကြလို့ရှင်ဟာနေရောင်ရဲ့မျိုးဆက်ဘောမမျိုးဆက်ကြီးကျွန်တော်ပြောပါတော့ကြရပေါ့နော်ပြောတော့ကြအခုလည်းပြောပါဟိုနော်ဟာနေရောင်ရဲ့မျိုးဆက်အာနေရောင်ရဲ့သားလားအာဘောမပေါ့အာဘောမကြီးရဲ့သားပေါ့အဲ့လိုမျိုးပြောအခုလည်းအဲ့လိုပဲပေါ့နော်ငါးမင်းစလို့လူမျိုးရအောင်ပါဒီဥစ္စာပြန်ပြီးတော့ဝေဖန်ခံရတယ်ဆိုတော့နေရောင်က ဘယ်လိုပုံစံလဲဆိုတာစောင့်တာဟိုကဘောနော်ပြောနေကြမလို့တော့ဘူးလို့ပဲကျွန်တော်ကတော့မြင်နေတာဒါကြောင့်မလို့ကျွန်တော်ရဲ့အဲဒီနေ့ဗီဒီယိုတော့ကျွန်တော်လည်းလောက်နေပဲရှင်းသားမယ်အဗီဒီယိုဆုံးဒီ live ပါကြည့်ရှုပေးရတဲ့ကြားတယ်တော်လံပြည်သူအားလုံးအကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာညီကုန်းချုပ်ပါတယ်တော်လံပြည်သူများအားလုံးစိတ်လက်ကြည်သာသောနေ့တစ်နေ့တာကိုဖြတ်သန်းနိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးပါနာနာဆော ဒီနေ့ကတရားမြတ်တာလို့လက်ချင်းနဲ့မတွေ့အားလုံးရဲ့မြေ